မိန်ကလေးတယောက်နာကျင်သွားတဲ့အခါမြင်တွေ့ရမယ့်အပြုံမုံ၅ခုမိန်ကလေးတွေဟာတခါတလေမှယောက်ျားသားတွေတောင်ခံနိုင်ရင်မရှိတဲ့ကိစ္စတွေကိုတောင်ခံနိုင်တဲ့စိတ်အင်အားတွေရှိသလိုတခါတလေကြပြန်တော့လေအသေးမွှားလေးတွေကအစသူတို့ကိုအယံနာကျင်စေပါတယ်တကယ်လို့တင့်ကောင်မလေးတင်းနဲ့ပတ်သက်တဲ့မိန်ကလေးတယောက်ကဒီလိုပြုမှုနေပြီဆိုရင်တော့တင်းကြောက်သူနာကျင်သွားရလို့ဆိုတာကိုသိသင့်ပါတယ်နံပါတ်၁ အရဲ့အပြုံးမရှိတော့ဘူးအရင်တုန်းကသူဟာတင့်အနာမှရှိနေရင်မြူတူးပျော်ရွှင်ပြီးခလေးတယောက်လိုပျော်ရွှင်နေခဲ့တဲ့သူက ရုတ်တရက်ကြီးတင့်အပေါ်ကိုသစိမ့်ဆန်သွားတယ်အရဲ့အပြုံးလည်းမတွေ့ရတော့ဘူးတီတီကြီးဖြစ်သွားတယ်ဆိုရင် ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူးသူတင့်ကိုနာကျင်စေလိုက်ပါပြီနံပါတ်1တင့်မကြိုက်တာတွေကိုလှုပ်လာမယ်တင့်ကိုအရဲတိုက်တော့မှာပါတင့်မကြိုက်တဲ့အဝတ်စားတွေဝတ်တာ သင်မကြိုက်တဲ့နေရာကိုသွားတာသင်မကြိုက်တဲ့သူနဲ့ပေါင်းတာတွေလှုပ်တော်မှာပါသင်ဘလူဖြောင်းပြပြောင်းပြသူ့ရဲ့မဲပြုံးကိုသာသင်ရမှာပါဒီဆင်းကတော်တော်ကြောက်စရာကောင်းပါလိမ့်နံပါတ်3အဆက်အသွယ်မလုပ်ဘူးအရင်လိုသင်ဖုံကိုတကွန်ကွန်ဆက်တော်မှာမဟုတ်သလိုသင်အနာမှာလည်းရှိနေတော်မှာမဟုတ်ပါဘူးသင်ကိုဆက်သွဲဖို့သူ့အတွက်စိတ်ပိုင်းဆိုင်ရာဖိအားရမ်းများနေတယ်တဲ့တန်ကိုတော့သူကြားခြင်းမှမဟုတ်ပါဘူး ဒီလိုလှုပ်လို့တင့်ကိုမလွမ်းတာတော့မဟုတ်ပေမယ့်လွမ်းတဲ့စိတ်ထက်နာကျင်တဲ့စိတ်ကပိုကြီးမားနေတာကြောင့်ဖြစ်ပါတယ်။တတိထားတင်ပါတယ်။နံပါတ်၄တင်တဲ့ဝေယကိုထွက်သွားမယ်။မိန်းကလေးတယောက်အရန်စိတ်နာသွားတယ်၊နာကျင်သွားတယ်ဆိုရင်သူ့ကိုနာကျင်အောင်လုပ်တဲ့သူနဲ့ဝီတထဝီတဲ့နေရာကိုထွက်သွားဖို့ပြင်ဆင်တတ်ကြပါတယ်။အဲ့ဒီလူနဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းတွေနဲ့တွေ့နေမြင်နေရအောင်မယ်ရေးကိုတော့ သူမစင်စားနိုင်တော့ပါဘူး။သူ့ကိုနာကျင်အောင် လုပ်တဲ့သူကိုယ်တိုင်ဆိုရင်တော့ပူတောင်ဆိုသေးတာပေါ့။နံပါတ်5အချိန်ယူနေမယ်။အကြောင်းကတော့တင်မရှိပဲသူ့ဘဝကိုချီးဆက်နိုင်ဖို့အားယူနေတာဖြစ်ပါတယ်။တင်ကိုမဆက်သွဲပဲတငယ်ချင်းတွေနဲ့ပဲအချိန်ယူမယ်။ပျော်ပျော်နေမယ်။ပေါ့ပေါ့ပါပါနေမယ်။တင်မတွေးလိုက်ရတဲ့ရက်ပိုင်းလေးအတွင်းမှာတင်မပါပဲသူ့ပျော်ပျော်နေနိုင်သွားတာကိုအံ့ဩသင့်စွာ တွေ့မြင်ရမယ်။ ်သင်မချိပဲနေနိုင်သွားရင်သင်ကိုလမ်းခွဲစကားပြောတော့မှဖြစ်တဲ့အတွက်ဒါဟာတော်တော်ကြောက်စရာကောင်းတဲ့အနေထားဖြစ်ပါတယ်။အသေးကွဲတဲ့အခါမနာကျင်အောင်ဘယ်လိုလုပ်ရမလဲ။မနာကျင်မှုဆိုတာမဖြစ်နိုင်ပါဘူး။မဖြစ်နိုင်တာကို မလုပ်ချင်ပါနဲ့။သူ့ကိုဘယ်လိုမေ့ပြန်ရမလဲ။ချက်ချင်းတော့မေ့လို့မရပါဘူး။ဒါကြောင့်ကိုကိုကို အတ္တမမလုပ်ပါနဲ့။တနေ့နေ့တစ်ချိန်ချိန်မှာမေ့သွားပါလိမ့်မယ်။အဲ့ဒီတနေ့နေ့ရောက်တဲ့အခါ ရုတ်တရက်တတိထားမိမာကမနက်နိုးလာတဲ့အချိန်အပြုံးနဲ့နူထလာတယ်ဆိုတာကိုပဲအပြုံးနဲ့နူထလာတဲ့နေမှာ နာကျင်ချင်းနေအဝေးကိုထွက်သွားပါပြီလူနှစ်ယောက်ကနေတယောက်ပဲဖြစ်သွားဖို့တခါတလေမှာကိုပကစားတာလေးရှိတယ် sorry ပဲဒီတန်ရောစင်ကိုငါဘလို့မှခြေဆက်မရတော့လို့ပါတခါတလေကန်တရားပက စကားလေးရှိတယ်ဥပမာသိမင်းဒါဟာလူတိုင်းကြုံတွေ့ရမယ့် ဘသူမှငါတို့ကိုကောင်းကောင်းသိမပြပေးနိုင်တဲ့သင်္ကန်းစာတစ်ခုဖြစ်တယ်။တန်ရောစင်တစ်ခုစာတင်တာနဲ့သင်ယူစရာတွေပြည်နေတယ်။တန်ရောစင်တစ်ခုဆုံးသွားတဲ့အခါမှလည်းတန်ဝေကာရစရာသင်္ကန်းစာတွေကြီးပဲ။ပြီးဆုံးသွားတဲ့တန်ရောစင်တွေကို အစာပြုပြီးတွေးတော်စရာသင်္ကန်းစာရစရာတွေနဲ့ထွက်သွားတဲ့အချက်ကို ကောင်းကောင်းမွန်မွန်စိတ်ကိုပိုင်လုံနိုင်ဖို့ရငါတို့သင်ယူရမယ်ဉာဏ်ပညာတစ်ခုဖြစ်တယ်။